င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် MNDAA သိမ့်ပိုက်ထားတဲ့လရှုမျိုးအမှတ်နှစ်ရက်ကွက်ကိုအဂျမ်ဖတ်စစ်ကောင်စီကမနေ့ကလည်းလေကြောင်းကနေထပ်မံဘုံကျဲသွားပြန်ပြီးပြည်သူတို့ဦးသေးဆုံးထားတဲ့အပြင်နောက်ထပ်၉ဦးလည်းဒဏ်ရာတွေရထားသလိုနေအိမ်ပျက်စီးမှုတွေလည်းများထားတယ်ဆိုပါတယ် ထိုင်းနိုင်ငံအနေနဲ့လက်ရှိမြန်မာနိုင်ငံမှာလူအခွင့်အရေးချိုးဖောက်နေတဲ့ချက်ဖက်စစ်အုပ်စုလက်ကနေထွက်ပြေးတိမ်းရှောင်လာတဲ့မြန်မာပြည်သူလူထုပေါ်စာနာနာလေကူညီပေးဖို့နဲ့ယာယီနေထိုင်ခွင့်ပေးဖို့ ANUCC ကတိုက်တွန်းလိုက်လို့နိုင်ငံတကာရောက်မြန်မာတွေအနေနဲ့လည်းတက်ဆိုင်ရနိုင်ငံရဲ့ဥပဒေစည်းကမ်းနဲ့ယဉ်ကျေးမှုတွေကိုလေးစားကြဖို့ ANUCC ကတိုက်တွန်းပြောဆိုထားတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ MNDAA သိမ့်ပိုက်ထားတဲ့လာရှုံမျိုးအမှတ်နေ့ရက်ကွက်ကိုအကြံဖတ်စကောင်စီကမနေ့ကလည်းလေချောင်းကနေထပ်မံဘုံကျဲသွားပြန်ပြီပြည်သူတို့အသေးဆုံးထားတဲ့အပြင်နောက်ထပ်ကိုဦးလည်းဒဏ်ရာရရထားတယ်လို့နေအိမ်ပျက်စီးမှုတွေလည်းများထားတယ်လို့ဒေသခံပြည်သူတွေနဲ့ MNDAA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်စတေမလာ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြံဖတ်စကောင်စီတက်ကလာရှုံမျိုးအမှတ်နေ့ရက်ကွက်ရထိုင်ဟိုတယ်နဲ့ဖူလီလိုက်ဟိုတယ်အပါဝင်လာရှုံမျိုးကိုနှစ်ကြိမ်လာပြီးလေရင်နဲ့ဘုံကျဲသွားပြန်တယ်ဆိုပါတယ် အဲ့ဒီလိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လာရှုံမျိုးအမှတ်နဲ့ရက်ွက်နဲ့အမျိုးသမီးပြည်သူတဦးသေဆုံးသွားခဲ့ရပြီးတစ်ဖက်မှာလည်းရတပ်ပြည်သူ၉ဦးဟာဒဏ်ရာရရထားတဲ့အပြင်အဆောက်အုံတွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေနဲ့ MNDAA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်လက်ရှိမှာအချက်ပတ်စစ်ကောင်စီဟာစစ်ရေးပြင်းမှမဟုတ်တဲ့ရတပ်ပြင်းမှတ်တွေကိုဥတီပြီးရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်း MNDAA ကထုတ်ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကမူဆိန်မြို့မှာနေမြေကစစ်ကောင်စီတပ်ကခွင့်ပြုထားတဲ့ကြားဖြန့်လုပ်ငန်းတချို့ကိုစစ်ကောင်စီကပဲပြန်ဖန်ပြမှုဟာတရုတ်ကိုကျင်းနဲ့စေဖို့နဲ့မူဆိန်ကိုတော်လန်ရေးတပ်တွေလာမတိုက်အောင်ရည်ရွယ်လှုပ်ပြနေတာဖြစ်တယ်လို့မြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲ့နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။စက်တင်ဘာလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲမူဆိန်မြို့ကမင်္ဂလာမူဆိန်အိမ်ယာမှာရှိတဲ့ကြားဖြန့်လုပ်ကင်ရအဆောက်အုံတစ်ခုကိုအဂျပန်စစ်ကောင်စီတပ်နဲ့ရဲတွေကဝင်ရောက်စီးနင်းတဲ့အချိန် အဲ့ဒီမှာရှိတဲ့ပြည်သူစစ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ကြတယ်ဆိုပါတယ်အဲ့ဒီနောက်ဂျာဖြန့်အစောက်အုံကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနှင်းဖမ်းဆီးမှုတွေလုပ်သွားပြီးတရုတ်လူမျိုးရောဗမာလူမျိုးရောအကုန်လုံးကိုဖမ်းသွားတယ်လို့မူဆယ်အခြေစိုက်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ဒါနဲ့ပတ်သက်ပြီးလက်ရှိစစ်ကောင်စီဟာမူဆယ်ကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်မှာအလွန်စိုးရိမ်နေပြီးသူတို့စစ်တပ်ကိုယ်တိုင်ခွင့်ပြုထားတဲ့ဂျာဖြန့်တွေကိုပြန်ဖမ်းပြပြီးတော့တရုတ်ကိုစိတ်ကြေနဲ့အောင်လုပ်ပြနေတာဖြစ်သလိုဒါဟာ မူဆက်ကိုလက်မလို့ရအောင်စစ်ကောင်စီကပဲသူ့ဖဲသူချိုးနေတဲ့လောက်ရတာဖြစ်တယ်လို့ညီတော်မဟာမိတ်သုံးဘွဲ့နဲ့နှိစက်တဲ့တရင်ရင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းဘူတလင်းမြို့နယ်ကျွဲ့တီချောင်းကျေးရွာကိုအကြံဖက်စစ်ကောင်စီတပ်ကဝင်းရောက်စီးနင်းပြီးဘုံတော်ကြီးကျောင်းကဖျားငွေတွေအပါဝင်တရွာလုံးကငွေကြီးနဲ့ရိတ်ခါပစ္စည်းတွေကိုပါလူရက်သွားပြီးပြည်သူတအုပ်ကိုလည်းတတ်ဖြတ်သွားတယ်လို့ဒေတာတွင်းတရင်ရင်မြစ်စီကနေသိရပါတယ် စတေမလာ20ရက်နေ့ကပဲဘုဒ္ဓလင်းမြို့နယ်မှာရှိတဲ့ကျွတ်တိချောင်းဂျေးရွာကိုအကြံဖက်စစ်ကောင်စီတပ်ကတနက်ပစ်ဖောက်ပြီးဝင်းရောက်စီးနင်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီချိန်အကြံဖက်စစ်ကောင်စီတပ်သားတွေဟာရွာထဲမှာရှိတဲ့အသက်50ကျော်အရွယ်အရသားပြည်သူတို့ကိုအကြောင်းမဲ့တနက်နဲ့ပစ်တက်လိုက်ပြီးတာနဲ့ဘုံတော်ကြီးအကြောင်းကဖျားငွေကျပ်10သိန်းဝင်းကျင်အပါဝင်တရွာလုံးကနေအိမ်တွေကိုဝင်းရောက်မှွေနှောက်ပြီးတော့ငွေကြေးတွေနဲ့တန်ဖိုးရှိပစ္စည်းတွေအပြင်စားနပ်ရိတ်ခါတွေကိုပါအကုန်လုံးလူရက်သွားကြတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျ။ ဒီတစ်ခါဆက်ချင်တာကတော့အချမ်းပတ်စစ်ကောင်စီရဲ့တေတန်ချမှတ်ကွန်မြတ်မှုတွေဟာကြီးလေတဲ့နိုင်ငံတကာရာဇဝတ်မှုမြောက်တဲ့လှုပ်ရဖြစ်တယ်လို့ IMMM အကြီးကဲနီကိုလက်စ်ခွန်ဂျန်ကတတိပေးလိုက်ပါတယ်အချမ်းပတ်စစ်ကောင်စီကမြန်မာနိုင်ငံမှာလူပုဂ္ဂိုလ်အချို့ကိုအများပြည်သူရှေ့မှာအမှုစစ်ဆေးတာမျိုးမလုပ်ဖဲတေတန်ချမှတ်ခိုင်နာတွေရှိနေတဲ့ဆိုတဲ့သတင်းတွေကိုမြန်မာနိုင်ငံဆိုင်အလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နေရ IMMM ကနေအနီးကစောင့်ကြည့်နေတယ်လို့ဆိုပါတယ်လက်ရှိမှာလေ IMMM ကရရှိထားတဲ့အချက်လက်တွေတက်က 2023ခုနှစ်အတွင်းမှာဆိုရင်ပဲရန်ကုန်မြို့အင်းစိန်ထောင်မှာလှုပ်ဝက်စွာအမှုစစ်ဆေးပြီးတေတံချမှတ်ခံထားရတဲ့လူပုတ်ကိုတွေရှိနေတဲ့အပြင်ဒီလိုစစ်ကောင်စီရဲ့တရားမျှတတဲ့အမှုစစ်ဆေးစီရင်မှုတွေကိုမကျင့်သုံးပဲလူမသိသူမသိတေတံချမှတ်တဲ့လှုပ်ရက်တွေဟာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့နိုင်ငံတကာရာဇဝတ်မှုမြောက်နေပြီလို့လဲ IMM အကြီးအကဲနီကိုလတ်ခွန်ဂျန်ကတတိပေးလိုက်ပါတယ်လက်ရှိမှာလဲစစ်ကောင်စီရဲ့တရားမျှတမှုမရှိဘဲစစ်စစ်စီရင်မှုအခြေခံအချက်အလက်တွေကိုပါချိုးဖောက်ပြီ ဒေဒန်ချမှတ်နေတဲ့လုပ်ရက်တွေကိုမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နေရာ IMMM ကနေစောင့်ကြည့်နေပြီးအချက်အလက်တွေလည်းစုဆောင်းနေပြီဖြစ်တယ်လို့ IMMM ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ထိုင်းနိုင်ငံအနေနဲ့လက်ရှိမြန်မာနိုင်ငံမှာလူအခွင့်အရေးချိုးဖောက်နေတဲ့အကြမ်းဖက်စစ်အုပ်စုလက်ကနေထွက်ပြေးတင်းရှောင်လာရတဲ့မြန်မာပြည်သူလူထုအပေါ်စာနာနားလည်ကူညီပေးဖို့နဲ့ယာယီနေထိုင်ခွင့်ပေးဖို့ NUCC ကတိုက်တွန်းလိုက်သလို နိုင်ငံကရောက်မြန်မာတွေအနေနဲ့လေတဆိုင်ရနိုင်ငံရဲ့ဥပဒေစည်းကမ်းနဲ့ယဉ်ကျေးမှုတွေကိုလေးစားကြဖို့အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC ကနေစက်တင်ဘာလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာအစိုးရဆိုပြီးအမိတက်ထားတဲ့စစ်အုပ်စုဟာနိုင်ငံတွင်းမှာရှိတဲ့ပြည်သူတွေကိုမတရားဖိနှိပ်မှုတွေဖမ်းဆီးမှုတွေလူမဆန်အောင်တပ်ဖြတ်မှုတွေနဲ့မတရားစစ်မှုထမ်းခိုင်းတာတွေအပါအဝင်လူခွင့်ချိုးဖောက်မှုတွေကိုအကြီးအကျယ်ကျူးလွန်နေတာကိုမြန်မာပြည်သူတွေရင်ဆိုင်နေရတယ်လို့ဆိုထားပါတယ်။ ဲ့လိုမြန်မာနိုင်ငံမှာစစ်အုပ်စုရဲ့ပြည်သူတွေအပေါ်မတရားဖိနှိပ်မှုတွေနဲ့လောလောလတ်လတ်မတရားစစ်မှုထန်ခိုင်းတာတွေကြောင့်မှာနေရက်ကိုစွန်ပြီးထွက်ပြေးလာရတဲ့မြန်မာပြည်သူတွေဟာသူတို့ရဲ့နေအိမ်တွေကိုဆုံးရှုံးခဲ့ရတာတွေစာရွက်စာတမ်းအထောက်အထားတွေပါပျက်စီးဆုံးရှုံးခဲ့ရတာတွေလည်းရှိနေတဲ့အတွက်တချို့တွေဟာတိုင်းနိုင်ငံအတွင်းဝင်ရောက်ခိုးလုံရမှာအခက်အခဲတွေများစွာကြုံနေရတာဖြစ်တယ်လို့အန်ယူစီစီရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်အဲ့ဒီအတွက် ထိုင်းနိုင်ငံအနေနဲ့လက်ရှိမြန်မာနိုင်ငံမှာလူအခွင့်အရေးချိုးဖောက်နေတဲ့အကြမ်းဖက်စစ်အုပ်စုလက်ကနေထွက်ပြေးတင်းရှောင်လာရတဲ့မြန်မာပြည်သူလူထုအပေါ်စာနာနားလေကူညီပေးဖို့နဲ့ယာယီနေထိုင်ခွင့်ပေးဖို့အညွှန်းစီစီကတိုက်တွန်းလိုက်သလိုနိုင်ငံတကာရောက်မြန်မာတွေအနေနဲ့လည်းတပ်ဆိုင်ရာနိုင်ငံရဲ့ဥပဒေစည်းကမ်းနဲ့ယဉ်ကျေးမှုတွေကိုလေးစားကြဖို့မြို့သားညီအတိုင်ပင်ခံကောင်စီအညွှန်းစီစီကနေတိုက်တွန်းတောင်းဆိုထားပါတယ်ခင်ဗျဟုတ်ကဲ့ Tak kalau yang kita kah ni, dengan ni lagi,